မြန်မာ national league မှာလှုပ်ပွဲတွေစောနေတာကစားသမားတွေလားဒိုင်လိုကြီးတွေလားဆိုတာပန်နရီတမပေးလိုက်တာပဲဖြစ်ပါတယ်ဖီရလည်းမရှိဘူးပန်နရီကပြန်ကြည့်ဖို့ရတယ်ကံကူရီယာလီဘိုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဝါရစ်တပါရစ်ကျော်ကိုကိုတို့ရဲ့အားပြိုင်မှုဖြစ်ပါတယ်။ကမ်းပြီ။ကြော်လား။ ကျော်ကူကူရဲ့ပန်းတရီကိုကာဝယ်သွားတဲ့ကက်ကူရီယာလီပိုးရဲ့လက်စွမ်းရည်တော်တကယ်ကိုအတိအမှတ်ပြုရမှာပါဘုဒ္ဓမာနဲ့ကသာလမစကားစပြောပြလာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပြီးခဲ့တဲ့မေလ10ရက်နေ့က ကစားခဲ့တဲ့2025 MNL League Cup အုပ်စုဘီရဲ့အုပ်စုပွဲစဉ်၃ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဒီရန်ကုန် Riot ရဲ့အသင်းနဲ့မဟာယူတိုက်တဲ့အသင်းတို့ရဲ့ပွဲစဉ်ရဲ့မိနစ်60ပြည့်လို့နာချင်းအချိန်ပိုကအငင်းပွားဖွယ်ရာပန်နယ်တီကိုကျွန်တော်ဒီနေ့ပြန်ကြည့်သွားမှာဖြစ်ပါတယ်ဒီပန်နယ်တီကိုဘန်ဂူကြီးအနေနဲ့နှစ်ချိန်ကန်ကွင်းပေးလိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့တိလိုက်ရတယ်အမှန်တကယ်တော့ကျွန်တော်အဲ့ဒီတုန်းကကျွန်တော်ရန်ကုန် United ပွဲကိုကျွန်တော်ကြည့်နေရပါတော့ ရန်ကုန် United ပွဲ channel 10ပန်းလာတဲ့အတွက်ကြည်နေတယ်မဟာ United နဲ့ရန်ကုန် Rider ရဲ့အသင်းရဲ့ပွဲစဉ်ကတော့ MNN YouTube channel ကနေ direct live ပြနေရဆိုတော့ကျွန်တော်မကြည့်ဖြစ်ဘူး highlight ပြန်ကြည့်တဲ့နေရာမှာတော့ကျွန်တော်ဒီ ပနတီနှစ်ကြိမ်ပေးလိုက်တော့တော့တွေးလိုက်တယ်ပေါ့နော်အဲ့တော့ဘလို့ကြောင့်မလို့ပနတီကိုနှစ်ကြိမ်ကန်ခွင့်ပေးလိုက်တာလဲပေါ့နော်ကျွန်တော်ဒီမြန်မာပြည်မှာဆိုလို့ရှိရင် VR စနစ်ကိုတုံးဆွဲခြင်းလည်းမရှိဘူးဒါပေမဲ့ဘလို့ကြောင့်ပနတီနှစ်ကြိမ်ပေးလိုက်တာလဲဒါကတကယ်ကိုအငင်းပွားဖွယ်ရာဂိုးတကူပဲဗျအဲ့တော့ကျွန်တော်ဒီဂိုးကိုသိချာပြန်ကြည့်သွားမယ်မကြည့်ခင်ပါကျွန်တော်ဒီ FIFA ကနေတတ်မှတ်ထားတဲ့ဘောလုံးစီးမြင်းတွေရဲ့ဒီလောနံပါတ်14မှာဆိုလို့ရှိရင် ပန်နဒီနဲ့ပတ်သက်တဲ့စီမင်းတစ်ခုကိုဖီဘာနေပြီးတော့ထုတ်ပြန်ထားပါတယ်အဲ့ဒီစီမင်းကိုအသေးစိတ်သိကျင်နေဆိုလို့ရှိရင်တော့တွားရောက်ပြီးတော့ဖတ်ရှုကြည့်လို့ရပါတယ်အဓိကအားဖြင့်တော့ကျွန်တော်တို့ဒီပနတိကန်သွင်းတဲ့အချိန်မှာပနတိကန်သွင်းမဲ့ကစားသမားကဘောလုံးကိုမကန်ခင်မှာဂိုးသမားကကျွန်တော်တို့ဒီဂိုးစည်းပုံမှာပဲရှိနေရပါမယ်အဓိကအားဖြင့်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီကစားသမားကပနတိကန်ချက်ကို6ထောင်နဲ့2ချိန်ပေါ့နော်2ချက်ထိလို့မရဘူးတစ်ချက်ထည့်ထိရမယ် အစရှိတဲ့ဖြစ်ပေါ့နော်စီးမင်းနေရှိတယ်စီးမင်းအသေးစိတ်ကိုတော့ကျွန်တော်တို့ဒီ fever ချပထားတယ်ဘောလုံးစီးမင်းလောနံပါတ်14မှာတွားရောက်ဖတ်ရှုကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီရန်ကုန် Ryan နဲ့မဟာ United ပွဲစဉ်ကပတ်တရီအဖြစ်အပျက်လေးကိုကျွန်တော်တို့တစ်ချက်သွားပြန်ပြီးတော့ကြည့်ကြည့်ပါမယ်ခုဆိုတော့ကျွန်တော်တို့ဘယ်ကစားချိန်ကတော့96မိနစ်ကိုရောက်ရှိလာပါပြီဒီချိန်မှာတော့ကျွန်တော်ရန်ကုန် Ryan တဲ့ရတကူမဟာ United တဲ့ရဂိုးမြရှိသေးပါဘယ်ဘယ်ချက်ပြေးထားတယ်ဘယ်ဘယ်ချက်မှာပဲကျွန်တော် ဆွဲလာပြီးချက်ကိုပေးထားတဲ့ချက်ကိုယူဖို့ကြိုးစားမှာကျွန်တော်ရာဂိုရာရဲ့သင်အဖြတ်တားထားတယ်ညာကလေးပေးထားတယ်ချက်ကိုရန်ဒီပဲကျွန်တော်ပြန်လဲရရှိလာတယ်ညာကျွန်တော်အတိုင်းရရှိဖို့ကလည်းတော်တော်လေးကိုနီးစပ်နေတာပါဘောကစားချင်းအတချက်အဲ့ရအဲ့ဒီလုံးကကြာမပေးဘူးအမှပြစ်တယ်ပေါ့ပေးလို့ရတာပါဆိုလို့ကျွန်တော်ကူကူ ဖြူအဖြူအဖြူအဖြူတွားတွေ့ချက်ခံနေပြီပေါ့ပွဲကြီးကပြောမယ်ဆိုရန်ကုန်ရိုင်းရယ်ကနိုင်သွားပြီဆိုကျွန်တော်တတ်ဖို့တေချာတလို့ဖြစ်သွားမှာကျွန်တော်လည်းနိုင်ပြီထင်နေရပါတော့အဲ့ဒီပွဲရန်ကုန်ကလည်းဟိုဘက်မှာတိုင်ပတ်နေတော့ရောက်ကြည့်တကူတော့ပါကိုကိုတွေ့အောင်ရစာပြီးအမကန်နေလိုက်တာနဲ့အမှုကစတာအမအမသွားတယ်သွားတယ်ဟုတ်ပြီအေးမဟုတ် ဖောင်းတော့ဖြစ်သွားတယ်ဖောင်းဖြစ်တယ်ပန်နလီပေးရတာမှန်တယ်မှန်တယ်အဲ့ဒါပန်နလီပေးရမယ်ဟာယပန်နလီအောင်မကန်သေးချိုကိုကိုဆွဲပြီးခြေကြပလိုက်တာကောင်းမြတ်သူကကျွန်တော်ပွဲကစားတဲ့90ရက်ရှစ်ပြင်းမှာတော့ကျွန်တော်ဒီအသေးခွဲပန်နလီခွင့်ပြုခဲ့ရပြီ။အများ အေးဘောကဖီရလည်းမရှိဘူးပနာရီယာပြန်ကြည့်ဖို့ရတယ်အကင်မရာလည်းကင်မရာတစ်လုံးနဲ့ရိုက်ထားတာယူကြည့်ရတာဗျာအနီးကပ်ကင်မရာလည်းမရှိဘူးဒါကကျွန်တော် University ကွင်းမှာကန်တာဆိုတော့ရန်ကုန်ကွင်းမှာဆိုရင်တော့ရန်ကုန်ကွင်းနဲ့သူဝနာကွင်းမှာဆိုလို့ရှိရင်တော့ကင်မရာနဲ့ကအနီးကပ်ပြန်ကြည့်လို့ရတယ်ဒါကတော့အော်ဟိုကတော့169အတောင်းရောက်ရေဆော့ရကတက်မရဘူး VR မရှိရင်တော့ဘယ်လိုမှပြောလို့မရဘူးဒါက ဒါတွေကအရင်အရင်တုန်းကလည်းအရင်တုန်းကလည်းဒီ VA မရှိတဲ့အချိန်မှာလည်းဥယောပပွဲတွေမှာတော့ဥယောပပွဲတွေတောင်မှပဲဒီလိုကိစ္စတွေကဖြစ်တာ VA မရှိတဲ့လုံးဝအဆင်မပြေဒီဘောဆောရကတော့တတ်ပါဒီပွဲနိုင်ပြီးွားနိုင်ွားရဲ့ နိုင်တော့ရန်ကုန်ရိုင်းပြောရင်ကမ်းမှလည်းကြုံကုန်ဟုတ်လားဘုသမားလည်းကန်ဂူရီယာလီပိုးတကယ်ဆရာကြီးနမဲကြီးနေတဲ့ဘုသမားပေးဖို့နဲ့လုံးဝမရှိသေးဘူးပြီးခဲ့တဲ့တပွဲပါလည်းလုံးဝပေးဖို့မရှိဘူးတတိယမြောက်ပွဲပါလည်းကျွန်တော်လုံးဝမိနစ်60ပြည့်တဲ့အထိကိုပေးဖို့မရှိသေးတဲ့ဘုသမားဒီပေါ်ဝဟောင်းရဲ့ဆောကတက်တာ။ဒီကအဲ့လိုအခြေအနေမျိုးမှာမကူွားတာဘူး။ နှခါကန်ခိုင်းတယ်ဆိုတော့အေးပေါ့ပါအဲ့ဒါကြီးကတကယ်တည်းကတကယ်မြန်မာ national league မှာလှုပ်ပွဲတွေစောနေတာကစားသမားတွေလားဒိုင်လူကြီးတွေလားဆိုတာအဲ့ဒါအဲ့ဒါကိုလည်းတည်တည်ချာချာစုံစမ်းရမယ်တိုင်လူကြီးတွေကိုလည်းချိုးကိုကြည်ရတာအတိုင်းနော်ကဲ ကန်ကူရီးယားလီဘိုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဝါရက်တပါရစ်ကျော်ကိုကိုတို့ရဲ့အားပြိုင်မှု ဖြစ်ပါတယ်啊，瓦里里拉 baby，โอเค，姐妹，叫我的老那么十里嘛。Okay, ပန္နရီနဲ့ပတ်သက်တဲ့အစီအမင်းတွေကိုတည်တည်ကြကြသွားဖတ်လို့ရတယ်အဓိကအားဖြင့်တော့ကျွန်တော်တို့ဂိုးစီးကိုဂိုးသမားကဒီကံမဲ့ပလီယာဘောလုံးကိုမကန်ခင်ဂိုးစီးပေါ်မှာပဲရှိရမယ်အဲ့တော့ဂိုးစီးပေါ်မှာရှိမရှိကိုဒီကင်မရာတစ်လုံးနဲ့ရိုက်ချက်အရာကျွန်တော်တို့ကြည့်ပါမယ်တည်တည်ကြကြကြည့်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ကံပြီเนาะโอเคสาธิเยกามี ကမ်းပြီကြော်ရလားမကြော်လားဒိုင်လူကြီးကတော့ဘတ်မှပြနေပြီစီးယူကြော်ရတယ်ဆိုပြီးတော့ဒါကျွန်တော်ဒီလောင်းနံပါတ်14မှာတော့ဒါအတိအကျရေးထားတယ်အဲ့တော့အဓိကတော့ဒီကံမဲ့ကိုသမားကဘောလုံးကိုချောင်းနဲ့မထီးခင်မှာတဖက်ကိုသမားကစီးပေါ်မှာပဲရှိနေရမှာအဲ့တော့မထီးခင်မှာစီးရဲ့အပြင်ကိုရောက်သွားလို့ပြန်ပေးလိုက်တာလားဒါခါချောင်းတော့ကျွန်တော်တို့အခုလည်းကျွန်တော်ကြီးတော့ကြီးလိုက်တယ်ဒါပေမဲ့ ဆုံးဖြတ်ရတာတော့တော်တော်ခက်ခဲရဗျ။တော်တော်ခက်ခဲတဲ့ဒီလိုအခြေအနေမျိုးက VAR မရှိတဲ့အချိန်မှာဒီလိုဆုံးဖြတ်လိုက်တာတော့အငင်းပွားပွေရပဲတကယ်အငင်းပွားပွေရပါတော့နော်ဘာပဲဖြစ်ဖြစ်ပါထားတော့ဒီလိုမျိုးအငင်းပွားပွေရကိစ္စတွေကတော့အဲ VR လို့စနစ်မျိုးမရှိဘူးဆိုလို့ရှင်တော့ တေချာပေါက်ဖြစ်နေအောင်ပါပဲအဲ့တော့ဒါဘယ်သူမှားလဲမှန်တယ်အတိအကျပြောလို့ရမရဘူးဒါပေမဲ့ကျွန်တော်တို့ဒီကြော်ကူကူရဲ့ပတ်နေရိုးကာဝယ်သွားတဲ့ကက်ကူရီယာလီပိုရဲ့လက်စွမ်းရင်းတော့တကယ်ကိုအတိအမှတ်ပြုရမှာပါကြော်ကူကူဝင်းလေတိုင်ရဲ့ကျွန်တော်တို့မြင်တွေ့နေရတဲ့မြင်ကွင်းတစ်ခုမှာဘိုးသမားစီးကိုမထိခဲ့ဘူးဆိုပြီးတော့ အခုတိုင်းနှစ်ကထောင်ထားတာပဲဖြစ်ပါတယ်ဒီပုံစံတိုင်းဆိုလို့ရှိရင်ကျွန်တော်ဒီ run ရန်ကုန် run ရဲ့အသင်းအနေနဲ့ကအဲတော်တော်လေးကိုလှုပ်ဖြုံပဲနောက်ဆုံးပွဲမှာကကချင်နဲ့ကံမှာကချင်ရောအဲဆိုဒီချေနဲ့ဆိုတော့နိုင်တယ်အဲ့တော့လက်ရှိမှာက3ဘွဲကစား3ဘွဲတည်းရမှာက3မှန်ကချင်ဝင်နိုင်မှာဆို6မှန်တကယ်လို့ဟိုဘက်မှာအခုလောလောဆယ်ကမဟာကမဟာက၄မှတ်ရထားတယ်နောက်ဆုံးပွဲမှာမဟာကဘယ်သူနဲ့တွေ့ပါတရားဝီနဲ့ တကယ်လို့မဟာနိုင်ခုနမှတ်ဖြစ်သွားမှာအဲ့တော့ရန်ကုန်ရိုင်းရဲကနောက်ပွဲနိုင်တယ်ဆိုရင်တော့မှအေယာဝရီနဲ့မဟာပွဲရဲ့ရလက်ကိုတစ်ချက်စောင့်ကြည့်အောင်ပါဗောနော်အေးဘောကစောရကတော့တက်ပါပဲနှစ်ခါကန်ကက်ဂူရီယာလီဘိုးနဲ့နှစ်ခါတော့ဘယ်လိုလုပ်ဖမ်းနိုင်တော့မှာတိုက်ရတကယ်ပြောမယ်ဆိုရင်တော့တတိယပြောမယ်ဆိုရင် VR စနစ်မရှိဘူးဆိုလို့ရှိရင်တော့ဒီဆုံးဖြတ်ချက်ကြီးကတကယ်ကိုအငင်းပွားဖွယ်ရပဲရန်ကုန်ရိုင်းအသင်းအတွက်ကလည်းနစ်နာတယ် အဲမာယူနိုက်တက်အသင်းတော်ကတော့ဒါဗပယ်ဖြစ်ဖြစ်လက်ဆောင်ပေါ့ဗျာအရှုံးကနေတမှတ်ပြန်ရသွားတယ်သူတို့အနေနဲ့လည်းဒီနေ့ပွဲစဉ်မှာရှုံးသွားမယ်ဆိုလို့ရှိရင်ရခိုင်ရိုင်းရဲကကျွန်တော်တို့စုပေါင်း၅မှတ်ထည့်ဖြစ်သွားမှာပါအဲ့တော့အခြေအနေတွေကတမျိုးပြောင်းသွားမှာပေါ့နော်အဲ့တော့ဒုတိယကြိမ်ပြောင်းကျွန်တော်တို့ပနာဒီယိုကြော်ကူကိုပဲထပ်မံကန်သွင်းမယ်မြန် ဒီတစ်ချိန်ထက်လွယ်လို့ရှိတော့ဒါကြောက်ကိုကသူလည်းသိခါကြတယ်အဲ့တော့လုံးဝလွယ်လို့မဖြစ်တော့ဘူးလုံးဝလွယ်လို့မဖြစ်တော့ဘူးအဲ့တော့ပထမတစ်ချိန်မှာဘုသမားရဲ့ညာဘက်တောက်ကိုကန်တယ်ဒီတစ်ချိန်မှာလည်းညာဘက်တောက်ကိုပဲထက်ကန်မလားဘယ်ဘက်ထောက်ကိုကန်သွားမလားဘုသမားနဲ့ကစားသမားစကားဆပြောပြီဟာလားခိုးရတဲ့ချိန်ကျတော့ဘလို့မှပြန်လဲကြည့်စရာမလိုတော့ပြဿနာရှင် နဲ့ကျေနဲ့ကျေဒီတော့ရှုံးသွားတဲ့အသင်းဘက်ကကြည့်မယ်ဆိုရင်လည်းတော်တော်လေးကိုပေါက်เสียရပါတော့တကယ်ပေါက်เสียရပြီပေါ့အချိန်ယုံလည်းယုံညာတကယ်နောက်ဆုံးအချိန်ဆိုတဲ့အချိန်မှာရှုံးတဲ့ကစားသမားဒီရန်ကုန်ရိုင်းရဲ့ fan တွေကတော့ကျွန်တော်တို့ဒါလုံပွဲပေါ့ဗျာဒိုင်လူကြီးကိုပြဿနာဆော်ရကတတ်မယ်ကစားသမားတွေမှာတော့ဒါအပြည့်မရှိဘူးဒါကတော့ဒိုင်လူကြီးဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်သွားပြီး ပြီးရင်ကျွန်တော်ဒီ VS စနစ်ပေါ့နော် VS နဲ့ပေါ်မှာဟိုတည်သွားပြီအဲ့တော့ကျွန်တော်တို့နိုင်ငံမှာကကင်မရာတော်ကကျွန်တော်ဘလုံးဝတ်တစ်ပုဒ်ကင်မရာတစ်လုံးနဲ့ရိုက်နေတဲ့အနေအထားမှာ VR စနစ်ကိုသုံးဖို့ဆိုတာကတော့တော်တော်လေးကိုအလံဝဲလုံးလှပါတယ်ဒါပေမဲ့လည်းတရားမျှတတဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီဒီပညာတွေကလိုအပ်တယ်မီဒီယာစနစ်ကတော်တော်လေးကိုအရေးကြီးပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဘလုံးလောကဖွံ့ဖြိုးတိုးတက်ဖို့အတွက် ီဘောလုံးပွဲတွေဆိုတာကအခြေခံအကြဆုံးဖြစ်ပါတယ်အဲ့တော့ဘောလုံးပွဲတွေကတရားမျှတမှုအရှိဆုံးနဲ့အကောင်းဆုံးဘောလုံးပွဲတွေဖြစ်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီပနာလီနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ပြောရမယ်ဆိုတော့ဒါကစားသမားတွေရဲ့အမားမဟုတ်ပဲဒိုင်လူကြီးရဲ့အမားသာလျှင်ဖြစ်တယ်အမနန်အနေနဲ့လည်းဒီတန်လူကြီးနဲ့ဒီကိုအပေါ်ကိုတည်တည်ချာချာစီစစ်ပြီးတော့ကျွန်တော်ပြန်လဲဆုံးဖြတ်ချက်တွေချမှတ်တင်တယ် အဲ့တော့နှစ်ဝတ်တနည်းအောင်ထပ်ပြလိုက်တာပဲအဲ့တော့ကျွန်တော်ဒါဒါကျွန်တော်တို့လည်းဘောလုံးကန်ရံဘူးလေဗျဟိုဘယ်လိုပြောရမလဲလက်ရွေးစင်မဟုတ်ရင်တောင်မှပဲအနေနဲ့အများပြိုင်ပွဲတွေကန်ဘူးတော့ဒါတွေကတကယ်ပောက်ဝဲစရာပဲကစားသမားအနေနဲ့လေအဲ့တော့ဒီဖြစ်ရအတွက်ကိုပြိုင်ပွဲကျင်းပရင်ကော်မတီကနေပြီးတော့ပြန်လဲစုံစမ်းစစ်ဆေးအရေးယူမှုတွေပြုလုပ်တင်ပါတယ်အဲ့တော့ပရိသတ်တွေကရောဒီဂိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ချက်လေးတွေရှိလဲဆိုတာကောမန့်မှာရေးပေးသွားပါဦး ်ပြောက်ခောက်ထားတယ်ပယ်နယ်တီတတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်